ဒီနေ့ Infinix ကကျွန်တော်တို့စီကိုဖုန်းတစ်လေးတစ်လုံးပို့ထားတယ်။အဲဒီဖုန်းရဲ့အဓိကအသိသာဆုံးသောထူးခြားချက်ကတော့ဒီဇိုင်းကတော်တော်လေးထားကြတယ်။အသေးစားမကင်ကြည့်ဘဲနဲ့ရုပ်တရက်ကြည့်လိုက်မယ်ဆိုရင်ဒီဖုန်းက၄သိန်းဝန်းကျင်လို့ခင်ဗျားတို့ဘယ်လို့မှမထင်ရအောင်။ဒီဇိုင်းမိုက်တာတော့ဟုတ်ပါပြီဗျာနော်။အဲ့ဒါအပြင်မှာရောဘာထူးခြားလာရှိရောမလဲ။ဘယ်သူတွေအတွက်ဖြစ်မလဲ။အဲ့ဒါကိုကြည့်လိုက်အောင်။ Okay, TVS လက်စံနေကြည့်ဆိုပါရတယ်။အဲဗီဒီယိုအစမှာပြောခဲ့သလိုမျိုးပဲဒီဖုန်းက ဒီဇိုင်းမှာတော်တော်လေးမိုက်တယ်ဒီကင်မရာဘမ်အဝိုင်းကြီးတွေကအဝိုင်းနေလေးတောင်ဘမ်နဲ့ကအဝိုင်းကြီးတွေအဲ့ဒါကြီးနဲ့ခွဲထွက်ပြီးတော့အခုပြထားသလိုမျိုးဘယ်သူမှတိတ်မတုံးသေးတဲ့ look တမျိုးကိုသူတို့ဖန်တီးပေးထားတယ်ဘာဖြစ်လို့လဲမသိဘူးဒီဒီဇိုင်းကကျွန်တော်မျက်စီထဲမှာ retro pocket camera လေးတွေကိုသွားပြီးတော့သတိရစီတယ်ကြည့်ရတာကင်မရာပုံစံရယ်သူ့မှာပါတဲ့ flash နှစ်ခုကြောင့်ရဖြစ်လိမ့်မယ်ပေါ့နော် တော်တော်လေးလေးကိုဒီကောင်က clean looking ဖြစ်တယ်ဒီလိုဒီဇိုင်းမျိုးကိုမင်းကလေးတွေထက်ယောက်ျားလေးတွေကတော့ပိုကြိုက်လိမ့်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်အထင်ပြောပါတယ်မင်းကလေးလည်းကြံ့ကြိုက်မှာပေါ့ပြီးတော့နောက်တစ်ခုကအယောင်ကျွန်တော်တို့ရထားတဲ့အယောင်က titanium gray ဆိုတဲ့အယောင် titanium ဆိုတာကသူက glossy မဖြစ်ဘူးပြောင်လက်မနေဘူးခက်ကြမ်းကြမ်း record ဖြစ်ဖြစ် matte finish အဲ့ဒါတွေနဲ့သုံးကြရမှာမလားဆိုဒီဖုန်းရဲ့ plastic frame plastic cover ကိုလေဒီလိုမျိုး matte finish နဲ့လုပ်ပေးထားတယ်အဲ့ဒါကြောင့်မို့လို့ထင်တယ် ဒီအရောင်ကတော်တော်လေးလာတယ်ပါလာကလည်းအရင်ကြီးပါနေတာတော့မဟုတ်ဘူးဆိုပေမဲ့သူက8.1 mm လောက်ပဲထူတာဆိုတော့ဒီဈေးဝင်ချင်မှာဆိုရင်တော့ပါတဲ့ထဲပါတယ်လို့တော့ခေါ်လို့ရသေးတယ်။ကန်ရတာမှာကြည်ကြည်လေးလေးရှိတယ်။ hand finishing လေးလေးကောင်းတယ်။ပြီးတော့အရှိအချင်းရင်လည်း display က notch နဲ့မဟုတ်ဘဲနဲ့ punch hole ကတ်အောင်နဲ့ဆိုတော့ဒီအနီးကပ်သွားကင်ကြည့်တာမျိုးမဟုတ်ရင်လေးသိန်းဝင်ချင်ဖုန်းလို့ကျွန်တော်တို့လုံးဝမထင်ရဘူး။ကိုရန်ကလည်း specs တွေမသိရသေးခင်နော်ဆက်ဆက်မြင်မြင်ချင်းမှာအ ਨੇ ဆုံးဒီ mid range phone လောက်တော့ဖြစ်မယ်လို့ထင်ထားလိုက်တာ။အဲဒါမှမဟုတ်ခဲ့ဘူးပေါ့နော်။ IP54 water resistant ပါတယ်ဆိုတော့တုံတုံရေဆိုတာလောက်ကိုခံနိုင်တယ်ရေဆိုနေတဲ့အချိန်သုံးမယ်ဆိုလို့ရှိရင်လည်း test ကရှောက်ပြေးနေတာမျိုးဘာမျိုးမဖြစ်ဘူးပြတုမှာ drop resistant လည်းပါတယ်ဆိုတော့အကျန်းခံတယ်လို့တော့ infinix ကတော့ပြောတယ်ပေါ့နော် drop test ပါညာတော့ကျွန်တော်တို့ပေးမလို့ထားဘူးဘယ်လောက်အကျန်းခံတယ်ဆိုတာလည်းကျွန်တော်တို့အတိအကျတော့မပြောနိုင်ဘူးပေါ့ဗျာ display back ကိုဆက်ရင်ဒီဖုန်းက6.7 inches 720p IPS LCD 120Hz ရလာကဒီဈေးဝင်ချင်းမှာအားရစရာဆိုပေမဲ့ကျွန်တော်တို့ပြောနေကြတဲ့အတိုင်းပဲ 1080p 90Hz ဆိုရင်တော့ဒီဖုန်းကိုအများကြီးပို့ပြီးတော့သဘောကျမိမှာတော့သိကြတယ် panel quality အနေနဲ့ပြောရရင်တော့သူကမဆိုးဘူးဆိုတဲ့အနေထားမှာတော့ရှိပါတယ်နော်အရောင်နေဆိုရဲတောက်တယ်500 nits typical brightness လောက်ရတယ်ဆိုတော့လုံလုံလောက်လင်းနေပေါ့ဘသူရဲ့ punch hole လေးကလည်းခက်သေးသေးလေးပဲဆိုတော့အနောက်ရှက်ဖြစ်ရဇာမျိုးလည်းမဟုတ်ဘူးပေါ့နော်တချို့ budget phone တွေမှာ notch မဟုတ်ဘဲနဲ့ punch hole ထည့်ပေးထားပေမဲ့သူရဲ့ punch hole က notch လောက်နီးပါးကြီးနေတာမျိုးကတော့မမိုက်ဘူးပေါ့နော် ဆိုဒီဖုန်းမှာတော့အဲ့လိုမျိုးမဟုတ်ဘူးအဆင်ပြေတယ်အဲနောက်ထပ်သဘောကျစရာတစ်ချက်ကသူ့ရဲ့ speaker ၄သိန်းဝန်းကျင်နဲ့ stereo speaker ပါတဲ့ဖုန်းတိတ်မြတ်မြတ်ဆဆရှိမယ်လို့တော့ကျွန်တော်မထင်ဘူးအဒီဖုန်းမှာတော့ပါတယ်အတန် quality ကလည်းသူ့ဈေးဝန်းကျင်ကတခြားသော mono speaker တွေနဲ့ရှင်းလိုက်လို့ရှိရင်တော့တိတိတက်တာတော့ပိုကောင်းတယ်ဗျဒါကြောင့်မို့လို့ကျွန်တော်တို့နော်အဲမာတီမီဒီယာကွန်ဆပ်ရှင်တွေတို့ပါတို့အဲအဲ့လိုမျိုးတွေက 720p ဖြစ်နေတာကလွယ်လို့ရှိရင်တော်တော်လေးကောင်းတဲ့ဖုန်းလို့ ပြောလို့ရတယ် performance အတွက်ကကြတော့သူ့မှာ MediaTek ရဲ့ Helio G81 ဆိုတဲ့ကောင်းသုံးထားတာတတိပိုင်းမှာလည်းသူက၄သိန်းနံဖုန်းဆိုတော့ဘာမှတော့အပြစ်ပြောလို့တော့မရအောင်တခြားဒီဈေးဝင်ကျင်မှာတွေ့ရတဲ့ SoC တွေကပိုတောင်ဆုပ်သေးတယ် G81 သုံးထားတဲ့အထက်မှာဆိုလို့ရှိရင်သူက၅သိန်းဝန်းကျင်နံဖုန်းတွေလည်းရှိတယ်ပြီးတော့ဒီကောင်က Hot 40 i တို့ကသုံးထားတဲ့ Unisoc ရဲ့ T606 set လည်းနည်းနည်းပိုကောင်းလာတယ်လို့ပြောလို့ရတယ် G81 ရဲ့ performance ကဒီ app အဝင်အထွက်နှေးတာမျိုးလောက်ကလွဲလို့ရှိရင် daily usage မှာမဆိုးပါဘူးအဆင်ပြေပါတယ်ဒါပေမဲ့ဒီတက်တော့အများကြီးပို့ပြီးတော့မမြော်လင့်နဲ့ပေါ့နော်ပြီးတော့ display က 120hz ပေမဲ့ app ကနည်းနည်းလေး loading time လေးတွေရှိတဲ့အခါကျတော့နည်းနည်းလေးပြန်ဆောင်းရတာမို့လို့အရင်ကြီး smooth ဖြစ်တဲ့ခံစားချက်ကိုလည်းတော့ခင်ဗျားတို့ရမှာမဟုတ်ဘူးတည်မလားအဲ scroll light loading လေးနည်းနည်းလေးဆောင်းလိုက် scroll လိုက်အဲ့လိုမျိုးလေးတော့ဖြစ်နေလိမ့်မယ်ဒီဈေးဝင်ကျင်တန်းနေကတော့ game shop ကတော့ခင်ဗျားတို့သိပြီးတော့မစဉ်းစားစေချင်ဘူး game မှာဆော့မယ်ဆိုရင်တော့နည်းနည်းပို site ပြီးတော့ကျွန်တော်တို့ရဲ့အချစ်တော်ကြီးပေါ့နော် Helio G99 တို့ Helio G100 တို့အဲအလောက်ပါတဲ့ဖုန်းကိုဝယ်ပြောမယ်ဆိုလို့ရှိရင် Infinix ဈေးမှာဆိုလို့ရှိရင် Infinix Note 40လောက်ပေါ့နော်အလောက်တော့ဝယ်သင့်တယ်ဘယ်လိုပဲဖြစ်ဖြစ်အဲ game ကတော့ဆော့မှာပဲကွာဆိုတဲ့သူတွေအတွက်ကိုကျွန်တော်တို့ setting ထဲမှာဘယ်လောက်ဆော့လို့ရမလဲဆိုတာရယ် benchmark လေးတွေရယ်အဲ့ဒါကိုကျွန်တော်တို့အခုဒီမှာစမ်းပြထားတယ် ့မှာ physical ram က 4GB နဲ့ storage က 128GB ဒါမှမဟုတ် 256GB နှစ်မျိုးယူချက်စရာရှိတယ်။ဈေးကတော့အဲ့နှစ်မျိုးမှာ6000လောက်ဟာတယ်။ So personally ပြောရရင် 128GB version ကပိုတန်တယ်။ကိုက 128GB နဲ့မလုံလောက်ဘူး။လောမတေးကြတယ်ဆိုကမှသာ 256GB version ကိုစဉ်းစားတဲ့။ဘာလို့လဲဆိုတော့6000လောက်ဈေးဟာနေတာဒီဈေးဝင်းကျင်မှာကျတော့နည်းနည်းသွားစကားပြောတယ်ဗျ။7သိန်းနဲ့လောက်ဖုန်းမှာ6000လောက်ဟာတာသိကိစားမရှိပေမဲ့9သိန်းနဲ့လောက်ဖုန်းမှာ6000လောက်ဟာတာကျတော့အများကြီးกว่าတော့ ratio ရအတွက်ရင်ပါနော်။ဒါပါတော့ ကင်မရာကဒီဖုန်းမှာနှလုံးလုံးထင်ရပေမဲ့တကယ်တမ်းကတော့သူ့မှာ48 megapixel main sensor ပဲပါတယ်။နောက်တစ်လုံးက auxiliary lens ပြောမယ်ဆိုလို့ရှိရင်အလှထည့်ထားတာပါနော်။ main camera quality က၄သိန်းနဲ့ဖုန်းတစ်လုံးအနေနဲ့လက်ခံလို့ရတဲ့ quality ရှိတယ်။ selfie camera ကိုကြတော့8 megapixel ထည့်ထားတယ်။အဲဒီဖုန်းမှာနောက်ထပ်တစ်ခုထူးခြားတာကသူ့မှာ flash 3ခုပါတယ်။ကျွန်တော်မြင်မှုသမျှဖုန်းတွေထဲမှာ flash အများဆုံးဖုန်းပဲ။နောက်ဖက်ချမ်းဒီပုံမှန်ရိုးရိုးပါနေကြ flash တစ်ခုရယ်နောက်ထပ်အောက်မှာ5 meter range အထိလင်းတဲ့ flashlight နောက်တစ်လုံးရယ်ပါတယ် ဝေးထိပြေးတဲ့ flash ပေါ့ပြီးတော့ရှေ့ဘက်ချမ်းမှာလည်း notification light ကို flashlight အလေးနဲ့တုံးလို့ရတယ်ပုံနေရရင်ဘယ်လိုနေလဲဆိုတော့ကျွန်တော်တို့ test shot လေးတွေကိုပဲတစ်ချက်ကြည့်ကြည့်လိုက်ပေါ့ဗျာဘက်ထရီဒီဖုန်းမှာပုံမှန်ပဲ 9000mAh ပဲ heavy user ဆိုလို့ရှိရင် screen on time 7နာရီဝန်းကျင်လောက် တရက်လောက်ကိုခံတယ်ပေါ့နော်အဲဒီဖုန်းကိုတလောက်မသုံးမြဘူး stand by ပဲထားတာများမယ်ဆိုလို့ရှိရင်တော့တရက်ခွဲလောက်တော့ခံလိမ့်မယ်ပေါ့အပြင်သွင်းဖို့ကိုကြတော့ဒီကောက်မှာ 18W fast charging ပါတယ် 18W ဆိုတာဒီခေတ်စံနှုန်းအနေနဲ့ကတော့မများဘူးလို့ပြောလို့ရပါပဲဒီဈေးမှာတော့မဆိုးဘူးလို့ပဲပြောရမှာပဲတချို့ budget ဖုန်းတွေမှာတန်းဝက်ပဲရှိနေသေးတယ်နောက်တစ်ခုကသူ့မှာ bypass charging ပါညာလည်းပါတယ် bypass ဖွင့်ထားလိုက်လို့ရှိရင် ်ဘက်ထရီ30ရာခိုင်နှုန်းနဲ့အထက်ဖြစ်နေပြီဆိုရင်သူကအားဆက်မသွင်းတော့ဘဲနဲ့ဖုန်းကိုဓာတ်ရိုက်ပါဝါကျွေးထားတယ်ဆိုတော့ကျိုးတန်းလိုင်းဖြစ်နေရင်တော့မှ overheat မဖြစ်ဖ ೇನೆ ဆက်သုံးလို့ရတယ်ဒါလည်း budget ဖုန်းအနေနဲ့ကတော့ဒီ feature လေးပါတာမဆိုးလို့ပြောရမှာပေါ့ software အနေနဲ့မှာသူက android 14 base xos 14.5ဆိုတဲ့အကောင်အောင်သုံးထားတယ်ဒါတချို့တော့ bloatware လေးတွေပါတာလွယ်လို့ရှိရင်တော့ UI ကတော့ clear တော့ဖြစ်ပါတယ်။အဲ bug လေးတော့ကြီးကြီးမားမားတော့မတွေ့ရဘူးရေ။ပြီးတော့ Infinix ကဒီဖုန်းမှာ SAI လို့ခေါ်တဲ့ဒီစာတွေကို summarize လုပ်ပေးမဲ့ AI feature နဲ့ Forex လို့ခေါ်တဲ့ AI voice assistant တွေကိုလည်းထည့်ပေးထားတယ်ဆိုတော့က conclusion အနေနဲ့အဆုံးသတ်ရရင်တော့ဒီဖုန်းကလေသိန်းဝန်းကျင်မှာဒီဇိုင်းလှလှနဲ့ stereo speaker ပါတာကိုကြိုက်တဲ့သူတွေ notch မဟုတ်ဘဲနဲ့ punch hole ပါရမယ်ဆိုတဲ့သူတွေအကျန်းခံသင့်သလောက်ခံရမယ်ဆိုတဲ့သူတွေအတွက်ရွေးချယ်ခြင်းစရာဖြစ်ကောင်းဖြစ်လိမ့်မယ် flashlight ၃ခုပါတာလည်းတချို့သူတွေအတွက်တော့အသုံးဝင်နိုင်တယ်ဗျာကျွန်တော်တို့ social media လောက်ပဲသုံးမယ်ရုပ်ရှင်ကြည့်ရလောက်ပဲဆိုလို့ရှိရင်တော့ သူ performance နဲ့ရှင်လိုက်ရင်တော့ဈေးရတော့မဆိုးပါဘူးခေတ်ကာလအရာအကျန်းသုံးမှုအတွက် secondary phone အနေနဲ့ကင်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေသင့်သလောက်ပြည်တယ်လေးသိန်းဆိုတဲ့ဈေးကဒေါ်လာနဲ့တွက်လိုက်ရင်ဒေါ်လာ100တောင်မပြည့်တာမဟုတ်လို့ဒေါ်လာ100အောက်ဖုန်းစီကနေတော့အများကြီးမမျောလင့်ထားနေလို့ပြောချင်တယ်ပေါ့နော်အဲ့လောက်လေးကိုအာနှလုံးသွင်းထားနိုင်ပြီဆိုလို့ရှိရင်တော့ဒီဖုန်းကအဆင်ပြေပါတယ်စက္ကနားတော့ကဒီဖုန်းကိုဘယ်လိုမြင်လဲအောက်က comment ထဲမှာဝင်ရောက်ဆွေးနွေးညှိနှိုင်းလို့ရပါတယ် Okay နောက်နေ့မှတွေ့ကြပါ